အမေရိကန်နဲ့ဖြစ်ပွားနေတဲ့ကုန်သွယ်ရေးစစ်ပွဲကြောင့်အမေရိကန်ကိုတင်ပို့နေတဲ့တရုတ်ရဲ့တပ်တုတင်ပို့မှုကိုရောကြလာစေခဲ့တယ်လို့ South China Morning Post ကဖော်ပြခဲ့ပါတယ်။မလအတွင်းတရုတ်ရဲ့တပ်တုတွေတင်ပို့မှုကရောကြခဲ့ပြီးအရေးကြီးတဲ့တပ်တုအမျိုးအစားအချို့ပို့ဆောင်မှုတွေကလည်းအလုံးစုံရပ်တန့်သွားခဲ့ကြောင်းအောက်ခွန်မှတ်တမ်းတွေမှာဖော်ပြထားပါတယ်။တရုတ်ရဲ့ပို့ကုန်တွေအပေါ်ကုန်သွယ်ခွန်တိုးမြင့်ကောက်ခံခဲ့တဲ့အမေရိကန်ကိုတုတ်ပြန်တဲ့အနေနဲ့တရုတ်ကလည်းအမေရိကန်ရဲ့ပို့ကုန်တွေအပေါ်အခွန်တွေတိုးမြင့်ကောက်ခံခဲ့ပါတယ်။ ။အဲဒါကြောင့်တရုတ်ထံကတင်ပို့တဲ့အမေရှားတပ်တုတွေကိုမိခိုနေရတယ်။အမေရိကန်ရဲ့ကုန်ထုတ်လုပ်ရေးလုပ်ငန်းတွေအပေါ်ကိုလည်းဖိအားတွေကြားရောက်ဖွယ်ရှိနေပါတယ်။တရုတ်ဟာအမေရှားတပ်တုထောက်ပံ့ရေးကွင်းဆက်မှာအ धिक နေရာမှာရပ်တည်နေပြီးကမ္ဘာလုံးဆိုင်ရာဈေးကွက်ကိုလေကြီးအုပ်ထားနိုင်လူနေပါအခြေအနေမှာရှိနေပါတယ်။အမေရှားတပ်တုဟာစမတ်ဖုန်းတွေကအစားနှီးပညာမြင့်စစ်လက်နက်ပစ္စည်းတွေအစုံခေတ်မီအသုံးဆောင်ပစ္စည်းတွေအလုံးအတွမ်းမရှိမဖြစ်လိုအပ်တဲ့တပ်တုတွေမျိုးဖြစ်ပါတယ်။ပြီးခဲ့တဲ့သတင်းဘက်ကထုတ်ပြန်ခဲ့တဲ့အချက်လက်တွေအရအမေရိကန်ကိုတင်ပို့တဲ့တပ်တုတင်ပို့မှုဟာမလအတွင်တိတိတသာကြာဆင်းသွားခဲ့တာကြောင့် ကုန်တရေးစစ်ပွဲမှာတရုတ်ဟာမြေရှားတပ်တုလိုရှားပါတပ်တုတွေကိုအနိုင်ဖဲချက်ချက်အဖြစ်ကင်ထားဖို့ရှိနေပါတယ်။တရုတ်မှအမေရိကန်ကိုတင်ပို့တဲ့ Telerium တပ်တုကလည်းတင်ပို့မှုနှုန်း44ရာခိုင်နှုန်းထိရောကျသွားခဲ့ပါတယ်။အဲ့ဒီတပ်တုဟာဆိုလာပြားတွေနဲ့တာမိုလျက်စစ်ပစ္စည်းတွေမှာတွင်ကျစာအသုံးပြုတဲ့တပ်တုအမျိုးအစားဖြစ်ပါတယ်။အဲ့ဒီပြင်တရုတ်မှအမေရိကန်ကိုတင်ပို့တဲ့ Tungsten တပ်တုကြောင့်တင်ပို့မှုနှုန်းကလည်း68ရာခိုင်နှုန်းထိရောကျခဲ့ပါတယ်။အဲ့ဒီတပ်တုနဲ့ဆက်နွယ်တဲ့ထုတ်ကုန်တွေတင်ပို့မှုနှုန်းကလည်း89ရာခိုင်နှုန်းထိရောကျခဲ့ပါတယ်။